အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်ပြောနေကြအတိုင်းပဲဂျာလာရီထိပြီးသွားပြီတောက်ကြောင်နေပွားတွေအတွက်ကျွန်တော်ကောင်းတဲ့ဂျူတွေကိုဘယ်လိုအသုံးချမလဲဘွားတက်စာအနေနဲ့တိမတ်ဖွဲ့ရာကိစ္စတွေပြောပေးမှာဖြစ်တယ်အော်တောက်ကြောင်သားမိတွေကိုကျွန်တော်တို့ကကြည့်အောင်တောက်ကြောင်လူပုတ်ကိုလိုခဏမစင်သားနဲ့ဟိုသူ့ရဲ့ဂျူအသွားလာကိုကျွန်တော်ပြောပြပါမယ်အဲ့တော့တောက်ကြောင်ဆိုတာကျွန်တော်ဘေးထဲမှာဆိုတောက်ကြောင်ဒါကမ္မဂုံတရားလို့ခေါ်တယ်နော်အဲ့တော့ အထူးသဖြင့်အစင်းအတန်အနံ့အရာသာအထီအတွေ့အတွေ့အကြံစသဖြင့်အာယုံ6ပါအာယုံ9ပါဒီလိုခေါ်ကြတာကိုတောက်ကြလို့ခေါ်တယ်။ဒါကြောင့်ပဲတောက်ကြကြိုမူလဇာတာမှာမကောင်းတဲ့အမြင်ရှင်တွေရှိတယ်ဆိုရင်မယုံထွက်နိုင်ကြဘူးတဲ့လူတွေကကမကုံတရားထဲမှာအထီအတွေ့မှာမယုံနိုင်တဲ့လူတွေအရာသာမှာမယုံနိုင်တဲ့လူတွေနော်အတွေ့အကြံမှာမကောင်းတဲ့အတွေ့တွေများပြီးတော့အတွေ့တွေကလည်းလွန်မမြောက်နိုင်တဲ့လူတွေဒီလိုဖြစ်တတ်တယ်။ဒါကြောင့်ပဲကျွန်တော်တို့က ိန်သရိယတံဝရလို့ခေါ်တယ်အာယုံ6ပါးတကားဝါးနဲ့မကောင်းတဲ့အတွေးတွေကိုမရောက်အောင်လို့ဘာလုပ်ပေးရလဲဆိုတော့သတိဆိုတဲ့စောက်ကြပြရတယ်သတိရထိတ်ကလည်းနော်ဒါကြောင့်ပဲကျွန်တော်တို့သတိရအဓိကကြတယ်ဒါကြောင့်ပဲတောက်ကြသားမီးတွေအတွက်သတိကိုကျွန်တော်တို့ကလုံးဝလက်လွတ်လို့မရအောင်ဒါကြောင့်တောက်ကြသားမီးတွေရဲ့နဝင်းကြောအင်္ဂါဖြစ်နေတာအင်္ဂါသတိလေနော်အင်္ဂါသတိ ဒါကြောင့်ပဲတောက်ကြသားမိတွေပျက်စီးရပျက်စီးကြောင်းမဖြစ်အောင်ဒီကမကုံတရားတွေအားနဲ့လွန်ကျူးမှုဖြစ်ပြီးမဟုတ်တာမလုပ်ဖြစ်အောင်တာသားမိတွေကိုအမြဲတမ်းတတိဆိုတဲ့ဟာတိုင်ထဲမှာနဝဲနေနေအင်္ဂါတတိပေးနေတာဒါကြောင့်ပဲမဟုတ်တာလုံးမဲ့ကြံနေဒီအာယုံတွေမှာမြင်လာတဲ့တတိလေးကပ်ပြီးကျွန်တော်ရှူရတယ်နော်အဲ့တော့ဒါကြောင့်ဖျားခေါ်တဲ့တရားတွေမှာရှိတယ်အိန္ဒိယအတံဝရအအောင်6ပါး6တကားနဲ့လာတဲ့မကောင်းတဲ့အတွေးအကြံအာယုံတွေ မကောင်းတဲ့အထီးတွေအနံ့ရတာတွေကိုကျွန်တော်တို့စောင့်ကြည့်ပေးဖို့အတွက်တဲ့။နောက်တတိဆိုတဲ့ဟာလိုပါတယ်တဲ့။တောက်ကြပါရဲ့ကြံတဲ့နေသားသမီးတွေအားလုံးထက်ဆိုင်တောက်ကြသားသမီးတွေကတတိကပ်ဖို့လိုတယ်။တတိမရှိလိုက်တာနဲ့မကောင်းတဲ့ဘက်ကိုစိတ်ယိုင်သွားနိုင်တယ်။မကောင်းတာတွေလုံးမိသွားနိုင်တယ်။ဟာငါဒါများနေပြီတတိကပ်အောင်မ။နော်။ငါအစင်းကိုကြည်ရများနေပြီ။အတန်အင်းနဲ့တာယာတာများနေပြီ။ ဒီလိုမျိုးပြန်ကပ်ပြီးဖို့အတွက်အင်္ဂါဂျိုနဝဲမှာထားတာဒါကြောင့်တင်ဟာတောက်ကြသားမီတယောက်ဖြစ်နေတယ်ဆိုရင်အမြဲတမ်းသတိကတ်တတ်အောင်သတိလေးနဲ့နေတတ်အောင်ကြိုးစားပါဒါဆိုဘောကလန်ခီမှာအောင်မြင်လိမ့်မယ်အမှားမလုပ်မိတော့တော်တော်အခက်ခဲတွေဖြေရှင်းမိသားဖြစ်သွားတယ်အဲ့ဒါတောက်ကြသားမီတွေကိုနဝဲမှာဘာလို့အင်္ဂါရှိနေလဲအဲ့ဒါကြောင့်ဒါကြောင့်တောက်ကြသားမီကအင်္ဂါဂျိုဗုဒ္ဓဘူးဂျိုစက်နေဂျိုတွေကကောင်းတဲ့ဂျိုတွေဖြစ်တယ်အဲ့ဂျိုတွေကိုအသုံးချနိုင်ရင်ကျွန်တော်တို့ဘောကတစ်လျှောက်လုံးအဆင်ပြေပြီအဓိကအသုံးချမှာအင်္ဂါဒါကြောင့်သတိ တတိလုံးဝမလွတ်လိုက်ပါနဲ့တတိလက်လွတ်ငှက်တောင်ကျွတ်ဆိုတဲ့တတိကိုလုံးဝလွတ်လိုက်တာနဲ့တောက်ကြသားမိကြီးကဘောလန်ခီယာဖျောက်ဖူးဖို့မလွယ်တော့ဘူးဒါကိုသိစေချင်တယ်ဒုတိယအနေနဲ့တောက်ကြသားမိတွေအတွက်စီးပွားရေးပေါ့တောက်ကြသားမိရဲ့စီးပွားရေးဟာစနေကြိုပိုင်ပါတယ်နော်အညွန့်ကြိုဖြစ်တဲ့တောက်ကြသားမိကိုတပွင့်တိုးလိုက်ရင်စနေကြိုဟာအညွန့်ကြိုစီးပွားကြိုဖြစ်တယ်ဒါကြောင့်ဒီစနေကိုကျွန်တော်တို့ကအသုံးချတဲ့ရင်စီးပွားရေးမှာအသုံးချလို့ရပါတယ်။စနေဆိုတာမျိုးက ဒဇိန်လို့ပြောတာစနေကိုတိတာရင်ကျွန်တော်တို့ကဒဇိန်လူမျိုးကြဘာသာကြရွှေမျိုးမတော်တဲ့လူအောက်ခြေလူရန်စားပြည်သူလူထုအဲဒီလိုမျိုးကိုပြောတာပေါ့နော်ဒီလိုကိုပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစနေကိုစီးပွားအနေနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့ကရွှေမျိုးသားချင်းတွေဂျားထဲမှာတဲ့ဒဇိန်တရံတွေလူမျိုးကြတွေဘာသာကြတွေရဲ့ဂျားထဲမှာစီးပွားလုပ်ရင်ပိုအောင်မြင်တယ်ဒါကြောင့်နိုင်ငံခြားထွက်ပြီးစီးပွားရှာတာမျိုးတွေကပိုပြီးအောင်မြင်ကြတယ် online shop တွေလုပ်တယ် အဝေးကလူတွေကိုလှမ်းပြီးဈေးလန်ရောင်းတဲ့အလုပ်တွေအကျိုးပေးတယ်။ပြီးရင်ဒစိမ့်တရားလူမျိုးကြားဖြစ်တဲ့အတွက်ဆန်နေဂျိုဟာဘာသာစကားကိုနိုင်ငံကိုလူမျိုးတွေရဲ့ဘာသာစကားမဟုတ်ဘဲနဲ့နိုင်ငံသားသားလူမျိုးသားတွေရဲ့ဘာသာစကားတွေကိုကျွန်တော်တို့ကတင်မယ်ဆိုရင်အများကြီးအဆင်ပြေတယ်။ဘာသာစကားနဲ့ရက်တီစည်းဝါးရှာလို့ရတယ်တဲ့မှာပါတယ်။နော်။ဒါဆန်နေဂျိုရဲ့အတုံးချတဲ့နေတာဖြစ်တယ်။ဆန်နေဂျိုဆိုတာအဟောင်းတွေပြတ်နေတဲ့ကိစ္စတွေစကန်ဟန်တွေတပတ်ခွင့်တွေပြက်စီးလို့ မအသုံးမတည့်လို့ပစ်ထားတဲ့ဟာတွေဓာတ်တွေကိုပြောတာဒါကြောင့်ပဲစနေကျူအားကောင်းတဲ့တောက်ကြသားမိတွေဟာအမိုက်ကနေရွှေဖြစ်တဲ့အလုပ်တွေအကုန်လုပ်လို့ရတယ်နော်ဒါသူများစွန့်ပြစ်ထားတဲ့ပစ္စည်းတွေစွန့်ပြစ်ပစ္စည်းလို့သဘောထားရတဲ့ပစ္စည်းတွေဓာတ်တွေကို recycle အနေနဲ့ပြန်လုပ်တာတွေအန်ဒိတ်ပစ္စည်းတွေပစ္စည်းဟောင်းတွေကိုပြန်ရွှိုင်း modify လုပ်ပြီးပြန်ပြီးဈေးကောင်းကောင်းရအောင်ပြန်ရောင်းတာတွေအချို့ old model တွေကိုပြန်ပြီးတော့ရွှိုင်းပြီးရောင်းတဲ့ကားတွေ cycle တွေတွေ့လိမ့်မယ် အဲ့လိုမျိုးအလုပ်တွေနဲ့အကျိုးပေးတယ်။နော်ပြီးရင်သူများနိုင်ငံကကွန်တိန်နာကြဆိုတဲ့ပစ္စည်းတွေရှိရလေ။သူများနိုင်ငံမသုံးတော့ဘူးဆိုပြီးတော့ကွန်တိန်နာကြီးနဲ့ပို့လိုက်တယ်။နော်အဲ့ဒီအနေမှာတစ်စံကျွန်တော်ပြန်ဝယ်တဲ့အဟောင်းတွေအဲ့ဒါတွေကိုပြန်ရှိုင်းပြီးပြန်ရောင်းတယ်။ကျွန်တော်ကတော့အခြားနယ်ပယ်မသိဘူးကွန်ပျူတာနယ်ပယ်တွေဘာတွေမှာလက်တော့နယ်ပယ်တွေမှာကျွန်တော်သိတယ်။ဟိုဘက်ကနေလော့လိုက်ဝယ်လိုက်တယ်။ဟိုအလုံးတရာကိုဘယ်လောက်ဆိုအလုံးတရာကိုဘယ်လောက်ဆိုဘလောက်မှမရှိဘူးဗျာ generation 4လို့ generation 3လို့ generation 5လို့တလုံးမှာတသိန်းတောင်မကျော်ဘူးဒီမှာတို့နှစ်သိန်းရောင်းလိုက်သုံးသိန်းရောင်းလိုက်နေ ရောင်းနေကြတယ်။အဲ့လိုမျိုးပေါ့နော်။အဲ့တော့တောက်ကြသားသမီးကကိုနားလဲတဲ့နေပယ်မှာအဟောင်းတွေကိုပြန်ပြီးပြန်ရွှိုင်းရောင်းတဲ့အလုပ်တွေကစီးပွားဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့မမေ့သားသေးခြင်း။ပြီးတော့စနေဆိုတာကျွန်တော်တို့ကဝေးတယ်၊ကြာတယ်၊နှေးတယ်၊လေးတယ်။ဒါကြောင့်တောက်ကြသားသမီးတွေကဘရောမှလောလို့မရဘူး။စီးပွားရေးလုံးလောလို့မရဘူး။ဖြည်းဖြည်းအေးအေးနဲ့ပုံမှန်လေးသွားစီးပွားရေးမှာ စိတ်ရှိရှိတာလုံးဇွဲရှိသိခံဒါဆိုရင်တောက်ကြသားသမီးတွေကစီးပွားတေချာပေါက်ဖြစ်နေမယ်။ ဒါကိုလုံးဝမမေ့စေချင်ဘူးပေါ့နော်ဒီအချက်လေးတွေလုံးမယ်ဆိုရင်စီးပွားရေးနဲ့ပတ်သက်ပြီးဘာမှပူစရာမလိုဘူးဒီလမ်းကြောင်းအောင်ရှောက်ပါကိုပဲနေပဲပါရှောက်နေတယ်ဒီလမ်းကြောင်းအခုပုံစံ flow အတိုင်းဝင်အောင်လုပ်နိုင်ရင်အဆင်ပြေပြီနောက်ပြီးတောက်ကြတာမိတွေအတွက်အချစ်ရေးအိမ်အောင်ရေးဂျိုဟာဗုဒ္ဓဖူးပိုင်တယ်ဒါကြောင့်ဗုဒ္ဓဖူးကိုကျွန်တော်တို့ကကောင်းအောင်လုပ်ပေးနိုင်တယ်ဆိုရင်ဘာပဲဖြစ်ဖြစ်တောက်ကြတာမိတွေအတွက်ကန့်ကောင်းတယ်ဒါကြောင့်ဗုဒ္ဓဖူးဂျိုကိုကျွန်တော်တို့ကစီးပွားရေးအနေနဲ့ဘယ်လိုလုပ်မလဲနော်ဗုဒ္ဓဖူးဂျိုအချစ်ရေးအနေနဲ့ဘယ်လိုလုပ်မလဲအဲ့တော့ဗုဒ္ဓဖူးဂျိုဟာကိုယ့်ရဲ့အချစ်ရေးဂျိုဖြစ်တယ် ဒါကြောင့်ပဲကိုယ့်ရဲ့ချစ်တဲ့သူကဆိုရှယ်ကြတဲ့လူကိုတောက်ကြသားမိတယ်ကနည်းနည်းပို့ကြိုက်တယ်။အရင်ပုံတုံးနေတာမျိုးအရင်အသက်ကြီးနေတာမျိုးအရင်ဘယ်လိုပြောမလဲအန်တိတ်ဖြစ်နေတာမျိုးတွေတက်ဆာရင်ကျွန်တော်တို့ကနည်းနည်းဆိုရှယ်ကြတယ်အပေါင်းအသင်းဝန်ဆန့်တယ်အတိုင်းဝိုင်းများတယ်အနှဲငယ်လူရည်လဲတယ်စကားပြောဆိုကောင်းတယ်နှုတ်သွက်အာသွက်ရှိတယ်အဲအဲ့လိုရရရင်ကုန်နှုတ်ပိတ်နေတာမျိုးမကြိုက်ပါဘူး နော်အားကြောင့်တောက်ကြသားသမီးကိုကိုကချစ်သူတော်ကျင်တယ်ဆိုအဲ့ဒီပုံစံလေးနည်းနည်းကြောက်နေနိုင်တယ်ဆိုတောက်ကြသားသမီးတွေမျက်စိကြရင်ခံရပါတယ်ပြီးတော့တောက်ကြသားသမီးတွေကရွယ်တူတန်းတူပါအကောင်းဆုံးပါကိုယ့်ရဲ့မသိစိတ်မှလည်းကိုယ့်ထက်အရင်ကွာလုံးတာလည်းမကြိုက်ဘူးအရင်ကွာဖြစ်တာလည်းမကြိုက်ဘူးအရင်ဆရာလောက်တာကိုလည်းမကြိုက်ဘူးအရင်ကွာပဲဥဆောင်နေရတာကိုလည်းမကြိုက်ဘူးဒါကြောင့်တောက်ကြသားသမီးတွေကကိုနဲ့လက်တွဲပေါ်ယူတဲ့ခါကျရင်သူတို့နဲ့ဘလို့ပြောစိမ့်ဆိုင်ကုန်မယ်တော့တယောက်တယောက်နဲ့တော်တော်များများတူတာကိုတောက်ကြသားသမီးတွေရွေးကြတာများတယ်အလုတ်ကန်ဆိုလဲကိုနဲ့တိတ်မကင်းကွာနေရဲ့ ိုနားလေတဲ့လုပ်ငန်းတွေပဲအလုပ်နေတဲ့လူမျိုးအဲဆိုအသက်ဆိုလဲကိုနဲ့အသိမသိမရင်းကိုတို့ကစိတ်ဝင်စားတယ်အဲ့လိုဆိုရင်အဲ့ဒါအပြင်ပညာကြီးလဲလို့ပဲအရန်ကြီးကိုနဲ့မသိမရင်းဖြစ်တဲ့ပညာတတ်တယောက်ကိုပဲတို့ကရွေးကြတာများတယ်ဒါကြောင့်တောက်ကြသားသမီးကသူနဲ့တော်တော်များများတူတာကိုရွေးတယ်ဒီမှာနေ့ခုနှစ်နေ့တည်းမှာတောက်ကြသားသမီးတွေကအကုန်လုံးမဆိုလို့နော်လူတိုင်းတော့မတူဘာလို့ဖွားစာတာမွေးချိန်နေပေါ့မူတည်တယ်တော်တော်များများကတော့ကိုနဲ့တော်တော်များများတူတဲ့ဟာကိုပဲရွေးကြတာများပါတယ်နော်အဲ့တော့အခြေအိမ်တော်ကြီးမှာတောက်ကြသားသမီးတွေက အရွယ်တစ်ခုရောက်လာရင်အချစ်ရဲ့အိမ်တော်ကြီးကိုစိတ်ကုံသွားတတ်တဲ့လူမျိုးတွေဒါဆိုတော့တာသားမိတယ်အိမ်တော်ပြုတ်ကြရရှိတယ်ဆိုလဲပြုတ်မပြုတ်ဘူးနေမယ်ဆိုလဲနေကိုယ့်ကောင်မဟိုဘယ်လိုပြောမလဲချစ်လို့ကြိုက်လို့မဟုတ်ဘူးအမိကောင်းရမလားပါညအဲ့လိုမျိုးတွေမလုပ်ပါနဲ့အဲ့လိုမျိုးတွေလုပ်ရင်တာသားမိရ90ရာခိုင်နှုန်းတော့အဆင်မပြေရအောင်100ရာခိုင်နှုန်းတော့အဆင်ပြေ50လောက်ကြာမှာဟာငါအမိရမလားဆိုပြီးဟိုလူကောက်ယူဒီလိုအဲ့လိုလူတွေကအဆင်မပြေဘူးဘာလို့စိတ်တူသဘောတူဖြစ်တဲ့အတွက်မှီရင်လို့ယူတာတက်ငါနဲ့တော်တော်များများကတော့နီးစပ်တူညီတယ်သဘောထားရင်တော်တော်တူညီတယ် ဲ့လိုမျိုးယူလိုက်ရင်တော်တော်အဆင်ပြေတဲ့နေရာမှာပါပါတယ်။နောက်ဒီလောက်ဆိုတော့ပေါ့မယ်ထင်ပါတယ်။တောက်ကြသားမိတွေတဲ့ဘောသက်စာအနေနဲ့ဆောင်းရဆောင်းလမ်းညွန်ချက်လေးပြောပြရဖြစ်တယ်။နောက်တစ်ခါဆိုရင်တော့ကျွန်တော်တို့အထက်ဆောင်မှမဟုတ်အောက်သုံးလုံးကိုတစ်ချက်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပါမယ်။နောက်တောက်ကြသားမိနေကောင်းကြပါကြပါစေဗျာ။